မိတ်ဆွေတို့အနေနဲ့တစ်ခါတလေတစုံတစ်ခုခုကိုလို့ရှင်တာတွေဖြစ်ကောင်းဖြစ်နေပြီအဲ့တော့ကိုဘွားအရှိအနေကိုပြင်ကြည့်တယ်ကြည့်ပြီးတော့ဒါကမဖြစ်နိုင်ဘူးတော့တွေးမိတယ်ဒါကငါအတွက်အလုပ်ဖြစ်မှာမဟုတ်ဘူးဒါကြီးကငါအတွက်အရင်ကြည့်လွှဲတယ်ငါဘောကအရှိအနေကဓာရီဖြစ်လာဖို့အတွက်အရှင်းကို ဝေးกว่าလဲတယ်အဲ့ဒီလိုပုံစံမျိုးတွေးကောင်းတွေးမိပါလိမ့်မယ်တကယ်တော့ကိုယ့်ရဲ့စင်တာတွေကိုလိုရှင်တဲ့အရာတွေဟာအမှန်တကယ် manifest ဖြစ်လာတဲ့အခါ ကိုကြုံတွေ့နေရတဲ့အရှိအနေတွေအတားအဆီးတွေပြဿနာတွေအားလုံးဟာတကယ့်ကို အရေးမကြီးတော့ပါဘူးအခုအချိန်မှာသင်ကြုံတွေ့နေရတဲ့အရှိအနေတွေအားလုံးဟာယာယီမျှတာဖြစ်ပါတယ်သင်မလိုအပ်တဲ့အရှိအနေတွေအားလုံးကို ပြောင်းလဲနိုင်တဲ့ပါဝါကသင်မှာရှိပါတယ်ဒီမှာကတော့ manifestation နည်းနည်းတွေကိုမျှဝေပေးနေတဲ့ DC ဖြစ်ပါတယ် manifestation နည်းနည်းတွေကိုအသုံးပြုခြင်းအပြင်မဖြစ်နိုင်တဲ့အရာတွေကို ဖြစ်နိုင်အောင်ပြုလုပ်ပြီးကိုလိုရှင်တဲ့ဘဝပုံစံမျိုးစီကိုအပြောင်းအလဲပြုလုပ်နိုင်ပါတယ်ဒီဗီဒီယိုအထင်းမှာတော့ကိုလိုရှင်တဲ့အရာတစ်ခုကို manifest ပြုလုပ်နေတဲ့အခါလက်ရှိအချိန်မှာ ကိုရင်းဆိုင်ကြုံတွေ့နေရတဲ့အခြေအနေတွေဟာအရေးမကြီးဘူးဆိုတဲ့အကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ ဒီလိုဆိုရင် အရှိအနေဆိုတာကဘာလဲအဲ့ဒီအရှိအနေတွေကဘာကြောင့်အရေးမကြီးတာလဲအရှိအနေတွေဆိုတာအခုအချိန်မှာတင့်အနေနဲ့ရင်ဆိုင်ကြုံတွေ့နေရတဲ့တင့်မကြိတ်မနှစ်သက်တဲ့ရုပ်ပိုင်းဆိုင်ရာအရှိအနေဖြစ်ပါတယ် ဥပမာသင်မကြိုက်တဲ့အလုပ်တစ်ခုမှသင်ပိတ်မိနေတာလေးဖြစ်နိုင်တယ်ဒါမှမဟုတ်သင်ဟာယာထုတဲ့ဖို့စူးစမ်းနေတယ်ဒါပေမဲ့သင်ရဲ့အလုပ်ရှင်ကသင်ကိုယာထုတိုးမပေးရှင်ဘူးဒါမှမဟုတ်သင်ကိုတတိမထာမိဘူးအဲ့ဒါတွေလေးဖြစ်ကောင်းဖြစ်နိုင်တယ်သို့မဟုတ်သင်ကို မသိတဲ့လူတယောက်ကိုသင်ကချစ်နေတာလေးဖြစ်နိုင်တယ်ဒါမှမဟုတ်သင်ချစ်နေတဲ့လူကသင်ကိုမချစ်ဘဲနဲ့တခြားတယောက်ကိုချစ်နေတာလေးဖြစ်နိုင်တယ် ဒါတွေအလုံးဟာသင်မလို့ရှင်တဲ့အခြေအနေတွေသင်အနေနဲ့ရင်ဆိုင်ကြုံတွေ့နေရတဲ့ရုပ်ပိုင်းဆိုင်ရာအခြေအနေတွေဖြစ်တယ်။ဒါပေမဲ့အဲ့ဒီအရာတွေဟာအခုအချိန်မှာရင်ဆိုင်ကြုံတွေ့နေရတဲ့ယာယီအခြေအနေမျှတာဖြစ်တယ်ဆိုတာကို သိပေးပါ။ဘာဖြစ်လို့လဲဆိုရင်အဲ့ဒီအရာတွေဟာသင်အတွက်နောက်ဆုံးရလဲတွေမဟုတ်ပါဘူး။ တကယ်တော့အင့်အနေနဲ့ယာထုတက်ရှင်တွေချစ်ချင်းမိတာတွေယာယူရှင်တွေအိမ်အသစ်ကိုလိုရှင်တွေကားအသစ်ကိုလိုရှင်တွေငွေချင်းမြောင်းများစွာယာယူရှင်တွေဆိုရင်သင်စဉ်းစားနေတဲ့သင်ရင်ဆိုင်ကြုံတွေ့နေရတဲ့အခြေအနေတွေအလုံးဟာအရေးမကြီးပါဘူး။ဘာဖြစ်လို့လဲဆိုရင်သင်လိုရှင်တဲ့ဖြစ်တည်မှု reality စီကိုသင်ဟာလုံးဝပြောင်းလဲနိုင်တဲ့ပါဝါရှိပါတယ်။ဒါကိုဥပမာပြလို့ပြောရမယ်ဆိုရင်သင်ဟာဓမ္မုံတဘုံရိုက်လိုက်တာနဲ့အတူတူပဲ။ ပထမတစ်ခေါက်အနေနဲ့သင်ကဓာတ်ပုံတပုံသွားရိုက်တယ်။ဒါပေမဲ့အဲ့ဒီဓာတ်ပုံကိုသင်မကြိုက်ဘူး။ဒါပေမဲ့အချိန်တိုအတွင်းမှာသင်ကြိတ်နှိမ့်သက်တဲ့ဓာတ်ပုံတပုံရအောင်သင်ဟာပြောင်းလဲရိုက်ကူးနိုင်ပါတယ်။ဒီဥပမာလိုပဲသင်ရဲ့အတွေ့တွေသင်ရဲ့ယုံကြည်ချက်တွေဆိုတာကလည်းအချိန်တိုအတွင်းမှာပဲရှိပါတယ်။သင်ရဲ့အတွေ့တွေကိုပြောင်းလဲလိုက်တဲ့အခါသင်ရဲ့ယုံကြည်ချက်တွေကိုပြောင်းလဲလိုက်တဲ့အခါသင်ရဲ့ဖြစ်တည်မှုသင်ရဲ့ reality တွေပြောင်းလဲလာပါလိမ့်မယ်။ ဒါကြောင့်အခုအချိန်မှာဖြစ်ပေါ်နေတဲ့အခုအချိန်မှာသင်ရင်ဆိုင်ကြုံတွေ့နေရတဲ့သင်ရဲ့ဖြစ်တည်မှုဟာအရေးမကြီးပါဘူး။ဘာဖြစ်တော့အရေးမကြီးဘူးလေဆိုရင်အဖြေကတော့အရင်ကိုရိုးရှင်းပါလေ။သင်ဟာသင်ရဲ့ဖြစ်တည်မှုတွေသင်ဘဝရဲ့အရှိအနေတွေကို imagination ဆိုတဲ့စိတ်ကူးယဉ်မှုကတဆင်ဖန်တီးနေတာဖြစ်ပါတယ်။သင်ဟာသင်ဘဝအတွက်ဘိသူကပညာရှင်ဖြစ်တယ်။ သင်အနေနဲ့ရင်ဆိုင်ကြုံတွေ့နေရတဲ့သင်ရဲ့အခြေအနေတွေ ဆိုတာသင်အတွေ့တွေသင်ရဲ့ယုံကြည်ချက်တွေရဲ့ရောင်ပြဲဟမှုတွေပဲဖြစ်ပါတယ်။ယုံမိုင်းဆိုင်ရာအခြေအနေဆိုတာသင်ရဲ့စိတ်ထဲမှာရှိနေတဲ့ပုံရိပ်တွေရဲ့ရောင်ပြဲဟမှုတွေဖြစ်တယ်။သင်အနေနဲ့မှန်ကန်တဲ့စစ်မှန်တွေတော့ယုံကြည်ထားတဲ့အရာသည်အမှန်အကင်ပဲအစစ်အမှန်ပဲ။တစုံတစ်ခုဖြစ်တော့မေတော့သင်ယူဆလိုက်ပြီဆိုရင်အဲ့ဒီအရာသည်ဖြစ်ကိုဖြစ်လာတော့မှာပဲ။ ဆိုလိုတာကသင်ဟာဘေးအရာကိုမဆိုပြောင်းလဲနိုင်တဲ့သူဖြစ်ပါတယ်သင်ရဲ့စိတ်ကူးရင်မှုတွေသင်ရဲ့အတွေးတွေကို ပြောင်းလဲလိုက်ခြင်းအပြင်သင်ကြုံတွေ့ရမယ့်အတွေ့အကြုံတွေကိုလေလိမ့်လည်ပြောင်းလဲနိုင်ပါတယ်။ဆရာကြီးနေဗဂောဒါက imagination ဆိုတဲ့စိတ်ကူးရင်မှုဟာ fantasy လုပ်ငန်းစဉ်ရဲ့သော့ရှက်ပေးဖြစ်တယ်တော့ပြောပါတယ်။စိတ်ကူးရင်မှုဟာ fantasy နိုင်တဲ့အားတစ်ခုဖြစ်တယ်။ကိုလိုရှင်တဲ့ဖြစ်တည်မှုကိုပုံဖော်ပေးနိုင်တဲ့ကြိယာတစ်ခုဖြစ်ပါတယ်။ စိတ်ကူးယဉ်မှုဆိုတာဟာကိုယ့်ရဲ့အတွင်းကဘာအတွင်းစိတ်ကို ရှင်းထွင်ထားတဲ့အရာတစ်ခုဖြစ်တယ်။အဲ့ဒီအတွင်းကဘာဆိုတာကျွန်ုပ်တို့ရဲ့ဖြစ်တည်မှုကိုဖန်တီးနေတဲ့နေရာတစ်ခုဖြစ်တယ်။သင်ဟာတစုံတစ်ခုနဲ့ပတ်သက်လို့စိတ်ကူးယဉ်နေပြီဆိုရင်သင်ရဲ့မသိစိတ်ရဲ့နက်နေတဲ့အစိတ်အပိုင်းတွေကိုသင်ဆက်သွေနေတာပဲဖြစ်တယ်။ မသိစိတ်ရဲ့နည်းနည်းတဲ့အစိတ်အပိုင်းတွေဟာသင်ရဲ့ပြင်ပကပရုပ်ပိုင်းဆိုင်ရာအရှိအနေထေးမှာဖြစ်ပေါ်လာမယ့်ဖြစ်တည်မှုတွေကိုတက်မှတ်နေတာပဲဖြစ်တယ်။ဒီလိုဆိုရင်စိတ်ကူးယဉ်နေတယ်ဆိုတာပျော်ရွှင်ရုံတက်တဲ့နဲ့စိတ်ကူးယဉ်နေတာမဟုတ်ပါဘူး။ကိုလိုရှင်တဲ့အနာကဲကိုဖန်တီးဖို့အတွက်လေစိတ်ကူးယဉ်မှုကိုအသုံးပြုလို့ရပါတယ်။ သင်အနေနဲ့တစုံတစ်ခုခုကိုလို့ရှင်နေဆိုရင်သင်ရဲ့စိတ်ကူးယဉ်မှုထင်းမှအဲ့ဒီအရာကိုရပြီးပြီဆိုတဲ့စိတ်ခင်စားချက်ကိုခင်စားပေးဖို့လိုအပ်တယ်။အခုအချိန်မှာသင်ရဲ့ချင်းမှာ ရှိနေတဲ့ရုပ်ပိုင်းဆိုင်ရာအခြေအနေဆိုတာသင်ရဲ့အတိတ်ကအတွေ့တွေအတိတ်ကယုံကြည်မှုတွေကဖန်တီးထားတာပဲဖြစ်တယ်။ ။သင်အတိုင်ကတွေးခဲ့တဲ့အရာတွေဟာဘေးကမှရောက်သွားမှာမဟုတ်ပါဘူး။အဲ့ဒါတွေဟာသင်ရဲ့ဖန်တီးမှုတွေဖြစ်တာမို့လို့အခုအချိန်မှာသင်ရဲ့ချစ်မှာရုပ်ပိုင်းဆိုင်ရာအရှိန်အဟိတခုအနေနဲ့ပေါ်လာတာဖြစ်တယ်။အမေမေသင်မလို့ရှင်တဲ့ရုပ်ပိုင်းဆိုင်ရာအခြေအနေထိမှသင်ဟာဆက်လက်နေထိုင်နေစရာမလိုပါဘူး။သင်လို့ရှင်တဲ့အခြေအနေတစ်ခုကို စိတ်ကူးရင်ခံစားရှင်အဖြစ်သင်လို့ရှင်တဲ့အခြေအနေကိုပြန်လေဖန်တီးနိုင်ပါတယ်။ တစုံတစ်ခုခုကတင့်အတွက်ဖြစ်နိုင်ရှင်မရှိခင်ရင်တောင်မှတင့်အနေနဲ့ပြန်လေစိတ်ကူးညီမေးပြန်လေဖန်တီးရှင်းအဖြစ်လိုရှင်နေတဲ့အခြေအနေကို ပြောင်းလဲရယူနိုင်ပါတယ်။ဥပမာပြောရမေဆိုရင်တင့်အနေနဲ့ရာထူးတိုးရှင်တယ်ဒါပေမဲ့အဲ့ဒီရာထူးတိုးမှုဟာတင့်အတွက်အရင်ကိုဝေးကွာလွန်းနေတယ်။ဒါမှမဟုတ်တင်လိုရှင်နေတဲ့ပုံကိုတင်စိတ်ဝင်စားနေတဲ့ချစ်ခင်နေတဲ့ပုံကတင့်ကိုလုံးဝစိတ်ဝင်စားဘူး။အဲ့ဒီအရာတွေဟာ အခြေအနေတရေမျှတာဖြစ်တယ်ဘလို့အခြေအနေလေးဆိုရင် သင်အတိတ်တုန်းကဖန်တီးခဲ့တဲ့အရာတွေရဲ့ရလဲမျှတာဖြစ်တယ်တနည်းအားဖြင့်ပြောမေဆိုရင် သင်အတိတ်တုန်းကတွေးတောခဲ့တဲ့အတွေ့တွေရဲ့ရလဲဖြစ်တယ်အဲ့ဒီရလဲတွေကိုသင်ဟာဘေးအချိန်မှမစိုးပြောင်းလေးပြုပြင်နိုင်တယ်ဘာဖြစ်လို့လဲဆိုရင်သင်မှာအဲ့ဒီလိုပြောင်းလေးပြုပြင်နိုင်တဲ့ပါဝါရှိပြီးသားဖြစ်တယ်ဒီလိုပြောင်းလဲပြုပြင်နိုင်ဖို့အတွက်ရုပ်ပိုင်းဆိုင်ရာအရှိအအနေမှာလှုပ်ဆောင်ချက်တွေမရှိခင်တောင်မှ င့်ရဲ့စိတ်သင့်ရဲ့အတွေ့သင့်ရဲ့ယုံကြည်ချက်တွေကို ပြောင်းလဲခြင်းအဖြစ်သင်လို့ရှင်တဲ့အရာကို ပြောင်းလဲရယူနိုင်တယ်ဒီနေရာမှာသင်လို့ရှင်တဲ့အရှိအနေစီကိုပြောင်းလဲလာဖို့ဘလို့ပြောင်းလဲရမလဲဆိုတာသင့်အနေနဲ့သိနေစရာမလိုအပ်ဘူးသင်သိရမှာကသင်လို့ရှင်တဲ့နောက်ဆုံးရလဲကိုပဲသိဖို့လိုအပ်တယ်ဒါကြောင့်မိမိကိုယ်တိုင်ယူဆထားတဲ့ယူဆချက်တွေကိုပြောင်းလဲဖို့လိုတယ်။အဲဒီလိုယူဆချက်တွေပြောင်းလဲလိုက်တဲ့အခါ ကိုနေထိုင်တဲ့ကိုကြုံတွေ့ရတဲ့ဒီရုပ်ပိုင်းဆိုင်ရာအရှိအနေတွေဟာအလိုလျောက်လိမ့်လင်ပြောင်းလဲလာပါလိမ့်မယ်။တနည်းအားဖြင့်ပြောရမယ်ဆိုရင်ကိုရဲ့အတွင်းကဘာမှာရှိနေတဲ့ပုံရိပ်တွေကိုပြောင်းလဲလိုက်တယ်။အဲဒီပုံရိပ်တွေကကိုလိုရှင်တဲ့အရာတွေနဲ့ကိတ်ညီတဲ့ပုံရိပ်တွေဖြစ်တယ်။အဲ့ဒီလိုကိုလိုရှင်တဲ့အရာနဲ့ကိတ်ညီတဲ့ပုံရိပ်တွေစီကို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 ပြောင်းလဲလိုက်ရှင်အဖြစ်ပြင်ပကဘာမှာကိုလိုရှင်တဲ့အရာတွေဟာ manifest ဖြစ်လာတယ် ။သင်ရဲ့အတွင်းကပါကိုပြောင်းလဲလိုက်တဲ့အခါသင်မလို့ရှင်တဲ့ရုပ်ပိုင်းဆိုင်ရာအရှိအနေတွေဟာသင်စီမှာဆက်လက်ရှိနေတော့မှမဟုတ်တော့ပါဘူး။တကယ်တော့သင်ဟာသင်လို့ရှင်တဲ့နောက်ဆုံးရလဲတွေကိုစိတ်ကူးညီနေအဲ့ဒီနောက်ဆုံးရလဲတွေဟာသင်ရာထူးထောက်တာလေးဖြစ်ရှင်ဖြစ်မင်း relationship အတွက်လေးဖြစ်ရှင်ဖြစ်မင်းငွေကြေးရေးအတွက်လေးဖြစ်ရှင်ဖြစ်မင်းစသဖြင့်ပေါ့နော်အဲ့ဒီနောက်ဆုံးရလဲပေါ်မှာအာယုံစိတ်လိုက်တယ်ဘလို့အာယုံစိတ်မလေးဆိုရင်အဲ့ဒီအရာတွေဟာ သင်အတွက်ရရှိပြီးသားပိန်ဆိုင်ပြီးသားအနေနဲ့အာယုံစိုက်လိုက်တယ်။အဲ့ဒီလိုဆိုရင်သင်ရဲ့ reality သင်ရဲ့ဖြစ်တည်မှုလေးသင်အာယုံစိုက်ထားတဲ့ပုံစံအတိုင်းလိမ့်လည်ပြောင်းလဲရမှာပဲဖြစ်တယ်။ကိုယ့်ရဲ့အတွင်းကဘာကိုပြုပြင်ပြောင်းလဲထားပြီးဆိုရင်ရုပ်ပိန်ဆိုင်ရာအရှိအနေမှာ ရွေးရှည်စရာမရှိတော့ပါဘူး။အတွင်းကဘာကပြောင်းလဲထားတဲ့အတိုင်းပဲဖြစ်လာမှာပဲဖြစ်တယ်။ဒီနေရာမှာသင်ရဲ့ပြင်ပကဘာပြောင်းလဲဖို့အတွက်သင်အနေနဲ့အချိန်တွေအများကြီးစောင့်ဆိုင်းနေစရာမလိုဘူး ဒီနေရာမှာသွန်ချက်ကတော့သင်လို့ရှင်တဲ့နောက်ဆုံးရလဲပေါ်မှာစတင်နေထိုင်ဖို့ပဲဖြစ်တယ်။ဒီလိုဆိုရင်အဲ့ဒီနောက်ဆုံးရလဲမှာဘလို့စတင်နေထိုင်ရမလဲ။သင်အနေနဲ့လိုရှင်နေတဲ့ manifestation နေတဲ့အရာဟာရပြီသားဖြစ်ပြီးသားတကယ်သောသင်ရဲ့စိတ်ထင်းမှာခံစားနေဖို့လိုအပ်တယ်။သင်ရဲ့စိတ်ခံစားချက်ဟာသင်ရဲ့စင်တာပြေဝါးပြီးသားအရှိအနေပေါ်မှာခံစားပေးဖို့လိုအပ်တယ်။ ကိုယ်စင်တာပြည်ဝနေတဲ့စိတ်ခင်စားချက်ပေါ်မှာဆက်လက်နေထိုင်ဖို့လိုအပ်တယ်အခုအချိန်မှာသင်ရင်ဆိုင်ကြုံတွေ့နေရတဲ့ရုပ်ပိုင်းဆိုင်ရာအရှိအနေဟာအရေးမကြီးဘူးအရေးကြီးတာက သင်လိုချင်တဲ့အရာ သင်ဖြစ်ရှင်တဲ့အရာတွေဟာဖြစ်ပြီးသားအနေနဲ့အဲ့ဒီစိတ်ခင်စားချက်ကိုအဲ့ဒီနေရာမှာထားပေးဖို့လိုအပ်တယ်သင်ရဲ့စိတ်ခင်စားချက်ကိုသင်စင်တာပြည်ပြီးသားအရှိအနေမှာ ကောင်းမွန်စွာထားနိုင်ရှင်အဖြစ် င့်ရဲ့ပြင်ပကဘာမှာယွင်းရှိစရာမရှိတော့ပါဘူး။သင်အတွင်းကဘာရဲ့အရာတွေကိုပဲရောင်ပြန်ဟဲ့ပေးရမှာဖြစ်တယ်။ပြင်ပကဘာဆိုတာအတွင်းကဘာကဖန်တီးထားတဲ့အရာတွေရဲ့ရောင်ပြန်ဟဲ့မှုတာဖြစ်တယ်။ ဒါကြောင့်သင်ရဲ့စိတ်ကူးယဉ်မှုဆိုတာသင်ရဲ့အတွင်းကဘာမှာရှိနေတဲ့ဖန်တီးနိုင်တဲ့ပါဝါပဲဖြစ်တယ်။စိတ်ခင်စားရှိတွေနဲ့အတူတူကစိတ်ကူးယဉ်လိုက်တဲ့အရာတွေကိုသင်ရဲ့ရုပ်ပိုင်းဆိုင်ရာပြင်ပအရှိအနေတွေမှာတွေးကြုံခင်စားမှာပဲဖြစ်တယ်။ဒါကြောင့်သင်အနေနဲ့အခုအချိန်မှာမဖြစ်နိုင်ဘူးလို့ထင်နေတဲ့အရာတွေဟာခဏတာမြတ်တာဖြစ်တဲ့အရေးကြီးတဲ့အရာတွေမဟုတ်ပါဘူး။ ။တင့်ရဲ့အတွင်းကဘာမှာရှိနေတဲ့ပုံရိပ်တွေ၊တင်ကိုယ်တိုင် ပြောနေတဲ့ပုံပြင်တွေ၊တင့်ရဲ့အတွင်းကဘာထေးကကိုကိုတိုင် ပြောနေတဲ့စကားလုံးတွေကိုပြောင်းလဲလိုက်တာနဲ့တစ်ဖြိမ်နဲ့တင်ဟာအောင်မြင်တဲ့သူ အခြေရေးအစဉ်ပြေတဲ့သူငွေရေးကြီးရှင်းတာတဲ့သူအဲ့ဒီလိုကိုလိုရှင်တဲ့ဘဝပုံစံမျိုးကိုပြောင်းလဲရယူနိုင်ပါတယ်။ ဒါကြောင့်သင်တို့ရှင်တဲ့အရာသိဘာလေးဆိုတာကိုသင်အနေနဲ့ဆုံးဖြတ်လိုက်ပါပြီးရင်အဲ့ဒီအရာရဲ့နောက်ဆုံးရလေးကိုအာယုံစိတ်ပါအခုသင်ကြုံတွေ့နေရတဲ့သင်မကျိမ့်မနှစ်သက်တဲ့ရုပ်ပိုင်းဆိုင်ရာအရှိအအနေကိုအာယုံစိတ်နေစရာမလိုဘူးဒီလိုဆိုရင်သင်လို့ရှင်နေတဲ့နောက်ဆုံးရလေးပေါ်မှာဘလို့အာယုံစိတ်ရမှာလေဘုမသင်ဟာရာထူးတိုးလို့ရှင်နေဆိုရင်သင်ရဲ့နောက်ဆုံးရလေးကတော့သင်ဟာရာထူးတိုးသွားပြီပေါ့ ဥပမာသင်ဟာကောင်းမွန်တဲ့ relationship တစ်ခုကိုလိုချင်တယ်ဆိုရင်သင်ရဲ့နောက်ဆုံးရလဲကတော့အော်သင်ဟာ relationship တစ်ခုအတွင်းမှာရောက်နေပြီပေါ့တကယ်တော့သင်ဟာငွေကြီးမြောင်များစွာပေါများကြွေဝါလိုချင်တယ်ဆိုရင်နောက်ဆုံးရလဲကတော့သင်မှာငွေတွေအများကြီးရနေပြီပေါ့ဒီနေရာမှာတောချက်ကတော့သင်လိုချင်တဲ့အရာသင်ဖြစ်ချင်တဲ့အရာပေါ်မှာပဲအာယုံစရမှာပဲဖြစ်တယ်သင်အာယုံမစိမ့်ရမှာကတော့အခုအချိန်မှာ သင်ရင်ဆိုင်ကြုံတွေးနေရတဲ့သင်ရဲ့မကြိတ်မနှိမ့်သက်တဲ့အခြေအနေကို အာယုံဆိုင်ရမှာမဟုတ်ပါဘူး။ဒါပေမဲ့လူတော်တော်များများကတော့အခုအချိန်မှာရင်ဆိုင်ကြုံတွေးနေရတဲ့ရုပ်ပိုင်းဆိုင်ရာအခြေအနေကိုအာယုံစိတ်တဲ့ကြပါတယ်။ဒါဟာလူတော်တော်များများမှားတဲ့အမှားပဲဖြစ်ပါတယ်။ လူတော်တော်များများမှားတဲ့အမှားကတော့လက်ရှိကြုံတွေ့နေရတဲ့ရုပ်ပိုင်းဆိုင်ရာအခြေအနေကိုကြည့်တယ်။ပြီးရင်ကိုလိုရှင်တဲ့အရာကို manifest မဖြစ်မီအပြောင်းအလဲတွေပြုလုပ်ဖို့လိုအပ်တယ်တော့တွေ့တဲ့ကြတယ်။ဆိုလိုတာကတော့လက်ရှိအခြေအနေကိုပုံမတိုးတဲ့ကောင်းမွန်အောင် ပြုလုပ်ဖို့လိုအပ်တယ်တော့ထင်တယ်။တနည်းအားဖြင့်ပြောမယ်ဆိုရင်လိုရှင်တဲ့အရာအတွေ့ပုံမတိုးတဲ့ကောင်းဝင်လာအောင်စူးစမ်းကြတယ်။ဒီလိုတိုးတဲ့ကောင်းဝင်အောင်စူးစမ်းနိုင်မှသူတို့လိုရှင်တဲ့အရာတွေဖြစ်လာမယ်လို့ထင်တယ်ကြတယ်။ မာဆိုပါစို့အင်တာအင်ကို manifestation တည်းအဲ့ဒီလိုအင်ကို manifestation ရှင်အဖြစ်ပုံမကောင်းဝင်တဲ့အလုပ်တစ်ခုရဖို့လိုအပ်တယ်တော့ထင်ကြတယ်။နောက်ဥပမာတစ်ခုအနေနဲ့ပြောရမယ်ဆိုရင်ကိုလိုချင်တဲ့ချစ်သူကို manifestation တည်းအဲ့ဒီလိုချစ်သူကို manifestation လာစေဖို့ကိုယ့်ရဲ့ရုပ်ဆင်းအင်္ကာတွေဟာပုံမလှပနေဖို့လိုအပ်တယ်တော့ထင်ကြတယ်။နောက်တစ်နေ့ပြောရမယ်ဆိုရင်ကိုယ့်ရဲ့ချစ်သူဟောင်းကိုကိုဘွားထည့်ကိုပြန်လေးဆွေးငင်ညှို့ယူနိုင်ဖို့ သူ့ဖက်ကဆိုရှယ်မီဒီယာတွေမှာဘလော့ထတာတွေကိုဖြိပေးရမယ်လို့တွေးတဲ့ကြတယ်။တချို့ကြပြန်တော့လေကိုယ့်ရဲ့တဖက်လူနဲ့လက်ထက်တာကိုမနီဖက်ဖြစ်စေဖို့တတိယလူပေါ့နော် third party ကိုဖိရှားရမယ်လို့စဉ်းစားတယ်။တချို့ကြပြန်ရင်လေသူ့ရဲ့အကျွေးတွေကို ကြည်အောင်ဆဲနိုင်ဖို့သူဟာရှမ်းတာမှုကိုမနီဖက်ဖြစ်ဖို့လိုအပ်တယ်လို့ထင်နေ။တချို့ကြပြင်ရင်တော့အလုံးအကင်ကောင်းတစ်ခုကိုရနိုင်ဖို့သူ့မှာအကြီးအသေးတွေအများကြီးရှိနေဖို့လိုအပ်တယ်လို့ထင်တယ်။ ဒါတွေအလုံးဟာစဉ်းစားမှု ပုံစံတွေများသာဖြစ်ပါတယ်။တကယ်တော့ဒါတွေဟာအမှန်တရားတွေမဟုတ်ပါဘူး။အမှန်တရားကတော့လက်ရှိကိုကြုံတွေ့နေရတဲ့ရုပ်ပိတ်ဆိုင်ရာအရှိန်အဟိဆိုတာကိုယ့်ရဲ့အတိတ်ကအတွေ့တွေယုံကြည်မှုတွေရောင်ပြန်ဟမှုများသာဖြစ်တယ်။ဒါကြောင့်အဲ့ဒီကိုကြုံတွေ့နေရတဲ့အရှိန်အဟိကိုလိမ့်လည်ပြောင်းလဲပေးနေစရာလေးမလိုဘူး။သင်လို့ရှင်တဲ့အရာကို manifest ဖြစ်စေဖို့သင်မကြိုက်တဲ့အရှိအအနေကိုလိမ့်လည်ပြောင်းလဲနေတော့လေမရဘူး။ တင်မကျိတဲ့အရှိအအနေကိုလိမ့်လျင်ပြောင်းလဲဖို့စူးစမ်းနေခြင်းအပြင်အဲ့ဒီတင်မကျိတဲ့အရာတွေကိုသင်စိတ်ထင်မှယုံကြည်နေတဲ့ယုံကြည်ခြင်းဟာပုံမခိုင်နေလာတဲ့တည်ဘာဖြစ်လို့လဲဆိုရင်သင်ဟာသင်လို့ရှင်နေတဲ့နောက်ဆုံးရလေးကိုအာယုံစိတ်နေမိအစသင်မလို့ရှင်တဲ့အရာကိုပဲအာယုံစိတ်နေလို့ပဲဖြစ်တယ်။ဒီလိုဆိုရင်သင်အနေနဲ့အတိအကျပြုလုပ်ရမှာကတော့သင်လို့ရှင်နေတဲ့ reality အသစ်ဖြစ်နေပြီးသားတကယ်သောစတင်ဆောင်ရွက်ဖို့ ခံစားဖို့နေထိုင်ဖို့ပဲလိုအပ်ပါတယ်။တကယ်တော့ manifestation ဆိုတာနောက်ဆုံးရလဲမှာနေထိုင်တာကပဲစတင်တာဖြစ်တယ်။အခုအချိန်မှာပြင်ပအရှိအနေတွေဟာဘာပဲဖြစ်နေပါစေသင်္ဆန္ဒပြေဝါပြိသအရှိအနေပေါ်မှာခံစားချက်တွေခံစားပေးဖို့ပဲလိုအပ်တယ်။ဒါကြောင့်သင်ဖြစ်ရှင်တဲ့အရာကိုဖြစ်ပြီးသားအနေနဲ့စိတ်ကူးရင်ဖို့ပဲဆုံးဖြတ်လိုက်ပါ။ပြီးတော့အဲ့ဒီအရာဟာအခုအချိန်အခုအချိန်ခဏတာကလေးအတွင်းမှာဖြစ်နေတယ်ဆိုတဲ့စိတ်ခံစားချက်ကိုခံစားပါ။ ဒီလိုပြုလုပ်လိုက်တာကသင်လိုရှင်နေတဲ့ reality နဲ့သင်ကိုယ်တိုင်ကိုင်းညီအောင်ပြုလုပ်တာဖြစ်တယ်။တကယ်တော့သင်ရဲ့အရှိအနေတွေကိုပုံမိုတိုးတက်ကောင်းမွန်အောင်ပြုလုပ်ဖို့အချိန်တွေပေးနေစရာမလိုပါဘူး။ပြန်ပါရုပ်ပိုင်းဆိုင်ရာအရှိအအနေတွေဆိုတာသင်ရဲ့အတွေ့တွေသင်ရဲ့ယုံကြည်ချက်တွေရဲ့နောက်ကလိုက်လာတဲ့အရာပဲဖြစ်တယ်။ဒါကြောင့်နောက်ဆုံးရလဲအပေါ်မှာစိတ်ကူးညီနေတာကိုပဲဆက်လက်ပြုလုပ်ပါ။ပြန်ပါအရှိအအနေတွေကသူ့နည်းနဲ့နဲ့သူလိမ့်လေပြောင်းလဲလာပါလိမ့်မယ်။ လူအများစုမှားတဲ့တဲ့အမှားကပြင်ပရုပ်ပိုင်းဆိုင်ရာအရှိအနေကိုပြောင်းလဲဖို့စ조사တာပဲဖြစ်တယ်။တကယ်တမ်းကျတော့အတွင်းဖက်အရှိအနေကိုအရင်ပြောင်းလဲရမယ်ဆိုတာကိုသူတို့မသိကြပါဘူး။ကိုယ့်ရဲ့အတွင်းဖက်အရှိအနေမှာကိုလိုရှင်တဲ့အရာဒီရပြီးသားဖြစ်ပြီးသားဆိုတဲ့စိတ်ခင်စားချက်မျိုးကိုခင်စားလိုက်ရှင်အဖြစ်ကိုယ့်ရဲ့ပြင်ပကပားဟာလိမ့်လည်ပြောင်းလဲလာတယ်ဆိုတာကစိတ်ကူးရင်ရှင်ရဲ့ပါဝါပဲဖြစ်ပါတယ်။ အင်္ဂလိပ်လိုပြောမိဆိုရင်တော့ the power of imagination ပဲဖြစ်တယ်။ဒါကြောင့်သင်မလို့ရှိရင်ပြင်ပရုပ်ပိုင်းဆိုင်ရာအခြေအနေတွေကိုလေပြောင်းလဲနေစရာမလိုဘူး။ပြင်ပအခြေအနေမှာရှိနေတဲ့ပြဿနာတွေကိုလေဖြေရှင်းနေစရာမလိုဘူး။သင်ပြုလုပ်ဖို့လိုအဲ့တာကတော့သင်လိုရှိတဲ့အရာဖြစ်ပြီးသားဆိုတဲ့စိတ်ကူးညီမှုထေးမှပဲဆက်လက်နေထိုင်ရမှာပဲဖြစ်တယ်။ဒါကြောင့်သင်ဟာ manifestation ပြုလုပ်တဲ့အခါသင်ရဲ့ရုပ်ပိုင်းဆိုင်ရာအခြေအနေတွေဟာအရေးမကြီးတော့ပါဘူး။ သင်ရဲ့စိတ်ကူးယဉ်မှုပဲအရာအလုံးရဲ့ပါဝါဖြစ်ပါတယ်လို့ပြောဆိုရင်ဒီဗီဒီယိုကိုနှီးကုန်းရှုပ်ပါတယ်ဒီဗီဒီယိုကိုအဆုံးထိနားထောင်ပေးကြတဲ့မိတ်ဆွေတွေအားလုံးကိုကျေးဇူးအထူးတင်ပါတယ်